တည်င်းကျုံမှာမိုးပြန့်ဘူးပေါင်းကြောင့်အခုလိုအန္တရာယ်များခဲ့ရတဲ့သူတို့ဝါလာကင်လို့တည်င်းကျုပ်ပြီးဆိုရင်တော့မိဘုံပြန့်လွတ်ကြတာပွဲလန်းသဘင်နဲ့ကျင်ပါပြီးပွဲစည်းမှာရောင်းတဲ့မိုးပြန့်ဘူးပေါင်းတွေဝေချတာကအစင်လာပါဒါပေမဲ့လည်းခုခေတ်မှာရောင်းနေကြတဲ့မိုးပြန့်ဘူးပေါင်းကြောင့်ထိခိုက်ဒဏ်ရာရသွားတဲ့အမျိုးသမီးတူရဲ့ဖြစ်စဉ်ကတော်တော်လေးကိုတတိထားစရာဖြစ်နေတာပါ အထူးသဖြင့်မိုးပြန်ပူပေါင်းဆိုရာကကလေးတွေသဘောကျတဲ့အရာမဟုတ်တသားမိမိလေးတွေကိုမိုးပြန်ပူပေါင်းဝယ်ပေးတက်တဲ့မိဘတွေအတွက်လည်းတတိထားဆင်ခြင်စရာဖြစ်ပါတယ်။အခုတော့ကားထဲမှာမိုးပြန်ပူပေါင်းပေါက်ကအထိတ်တလန့်ဖြစ်ပြီးထိခိုက်ဒဏ်ရာရသွားတာကတော့မျက်နှာဟိဆိုတဲ့အမျိုးသမီးပါ။သူမတွေ့ကြုံကိုပြောရမှာပောက်ကွဲတံကချဲချီပဲနှလုံးမှာလွင့်မတက်ဖြစ်သွားတယ်။ဘုံပေါက်တလို့ပဲမျက်လုံးမကန်မျက်နှာအရှိပြားစုံမသွားတာပဲကျေးဇူးတင်နေ ညနာရောစပင်ရောမျက်တောင်မွေရောမျက်ခုံးမွေရောအကုန်မီးဟက်လောင်ကုန်တယ်လို့မျက်နှိုးအိမ်ကသူမအတွေ့အကြုံကိုပြောလာတာပါ။ကားမောင်းနေချိန်မဟုတ်ပဲကားရဲ့ထားချိန်ပေါက်တာမို့လို့တော်သေးတယ်လို့ဆိုပါတယ်။ဒီလိုမိုးပြန်ပူပေါင်းပေါက်ကွင်းရတဲ့အဓိကအကြောင်းရင်းကတော့ဟိုက်ဒရိုဂျင်ဂတ်စ်ကြောင့်ဖြစ်တယ်လို့သိရပါတယ်။ တကယ်ဆိုကလေးကစားစရာမိုးပြန်ပူပေါင်းမှာဟီလီယံ gas တဲ့ရပြီမေဟီလီယံကစီချီတော့ဟိုက်ဒရိုဂျင်ထဲကြကြောင်းဟိုက်ဒရိုဂျင်တန်ခွေကအပူအေးဆန်းစစ်တဲ့ဖြစ်တာမို့နေအောင်ထိတာတော့ဖျောင်းတိုင်အပူနဲ့နီးထားတဲ့ပူပေါင်းကကားပူချိန်နဲ့မို့ပေါက်ကွဲတာလို့ဆိုပါတယ်